ယူကရိန်းတို့ရုရှားဒရုန်းဖြင့်တိုက်ခိုက်မှုများပြုလို့လူကုန်မှုဒဏ်ရာရရှိယူကရိန်းနိုင်ငံမှာဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ခါကီမြို့ကိုမတ်လ26ရက်နေ့နောက်ပိုင်းကရုရှားတပ်ဖွဲ့ဝင်တွေဒရုန်းတွေအုံပြုပြီးစီးနင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြောင်း US နေယူမှရေးသားထားပါတယ်ရုရှားဘက်ကဒရုန်းတွေနဲ့တိုက်ခိုက်မှုကြောင့်လူကုန်မှုတန်ရန်ရပြီးအဆောက်အုံများပြားတိတိတတ်တာပျက်စီးသွားတယ်လို့အရေးပေါ်ဌာနနဲ့တာဝန်ရှိသူတွေကပြောပါတယ်။ Telegram message app မှာ လွှင့်တင်ထားတဲ့အရေးပေါ်ဝန်ဆောင်မှုထောက်ပြန်ချက်တွေအရတိုက်ခိုက်မှုတွေကြောင့်မျိုးလင်မာမီလောင်ကျွမ်းမှု၄ကြိမ်ဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ခိုက်မှုကြောင့်အဆောက်အုံတွေဆုံးရွာစွာပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒီလိုရုရှားဘက်ကဒရုန်းတိုက်ခိုက်မှုကြောင့်အလဲပိုင်းနီပရိုမြို့မှာမီးလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးကပြောကြားထားပါတယ်။ခါကိမျိုးဟာ2022ခုနှစ်ကလေးကရုရှားဘက်ကလုံလုံလည်လည်ကျူးကျော်တိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်ပြီး ဒုံးတွင်ဒုံးကြီးတွေအကြိမ်ကြိမ်ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်